အတကယ်တော့အဖုံးတော့ကံယူဆောက်အကာမဝါထပါတော့နော်မှန်ကံယူဆောက်ဘုရားဟောရမှန်အဲ့တော့ပရမယူဆောက်ရယူဆောက်ဒီဘုရားဘာသာလက်ခံထားတာနော် ဘုရားဝါဒလည်းကပရမအယူဆဘာမှကိုသွားဘဲမှသွားလို့မရဘူး။နောက်ဆုံးသွားလို့ရတယ်ဘယ်ရောနိဗ္ဗာန်ပဲသွားလို့ရမယ်။နိဗ္ဗာန်ဆိုတာပရမအယူဆရဲ့ဆက်ရတော့ဖြစ်ဘာမှမရှိတာဆိုက်တာပေါ့လား။ဘာမှမရှိတာနိဗ္ဗာန်ပဲလို့ဆိုတော့ဟောသူတို့နိဗ္ဗာန်ပဲလို့တာဆိုတော့ဘု து ့ဥမှာသူတို့မဆုံးမတတ်ဘူး။မှန်ပါဗျာ။ဘလို့မဆုံးမတတ်တာဆိုတော့ ဘာမှမရှိရစီရောက်ဖို့ရအတွက်ဆိုတော့ဘယ်လိုစကားတွေဝေစားရှိလိမ့်ပါတော့ဘောနော်မှန်ပါဗျာအဲကြောင့်မလို့သူတို့တရားလည်းမဟောတာဘူးဘာလို့မဟောတတ်တာကောင်လို့ဆိုတော့သူတို့ဘယ်လိုဘဝတာတကယ်သိဟောစရာကိုမရှိလာလို့ပါလေအဲအဲ့လိုဖြစ်တဲ့အတွက်ဒီနေ့ဘုရားဘာသာဘုရားတွေကလူမှုဝါဒကိုလုံးဝဒါဟောတယ်ဖြစ်တာလေမပြောနိုင်တာမှန်ပါအဲအဲ့လိုဆိုတော့အာဒီဘုရားဘာသာရေမဖြစ်ဘူးဆိုပြီးတော့ ဘုဒ္ဓဟာဒီပရောပရမဝါဒသမုဒိဝါဒနဲ့ပရမဝါဒလို့ဆိုရဲအဲ့ဝါဒနှစ်ခုဟာဘုဒ္ဓကဓမ္မမဟုတ်ဘူးလို့ဆိုတာကိုအရိယတစ္ဆာလည်းទីလိုက်ရောទីသွားတာပေါ့လားမှန်ပါဗျာအဲ့လိုទីသွားတဲ့ခါကျတော့တကယ်ကြတော့ဒီကာမဝါဒပေါ့နော်မှန်ကာမဝါဒဆိုတာလုံးဝတခါတည်းဟောရဖြစ်တာပဲပြောပြရမယ်ဟာပဲပေါ့နော် လူတဲ့လူတိုင်းကလည်းပဲသူတို့ကနေမှားကြတယ်နော်ကနေမှားကြတဲ့အတွက်သူတို့လည်းပဲတကယ်ဘာမှဒီနေသားရမရှိတဲ့လူတွေဖြစ်တာပေါ့ဒါနေသားရလူတွေမရှိဖြစ်မရှိတဲ့သူတွေဖြစ်တဲ့အခါကျတော့ဒီလူတွေလည်းပဲပျက်စီးတာပေါ့နော်အဲ့လိုပြစည်းတာကနေကြော်ပြီးကလာဒီသူတွေနောက်ဆုံးတော့ဆိုးသွားတာပေါ့နော်ကျွတ်တို့ဘုဒ္ဓဘာသာလူတွေဟာဆိုးသွားတဲ့လူတွေကြီးတယ်များတယ် ဟုတ်တယ်နော်အဲ့တော့ဓာတ်ရပါလို့ဆိုတော့ဓာတ်ရလက္ခဏာတွေပဲအတ္တလက္ခဏာဒုက္ခလက္ခဏာအနိစ္စလက္ခဏာပေါ့နော်အဲ့လိုဖြစ်တာအဲ့အနိစ္စရဲ့အ낵ကိုပရမတ်အ낵နဲ့ပဲပြီးတော့အဲနိစ္စရဲ့အ낵ကိုပရမတ်အ낵နဲ့ပဲလို့ပြီးတော့ပရမတ်ကဖြစ်ပြီးပြတ်တယ်ဆိုတော့ပါဘုရားဟာစိတ်ကလည်းပရမတ်ပဲယုတ်ကလည်းပရမတ်ပဲဒီစိတ်ဖြစ်ဖြစ်ဒီယုတ်ဖြစ်ဖြစ်ကလည်းပဲ ဟိုဖြစ်ပြီးသူမြဲတယ်လို့ရှိဘူးပြတ်တာပဲဟုတ်လားအဲ့ဒီစိတ်ရဲ့ဖြစ်ပြီးပြတ်တာရဲ့ရုပ်ရဲ့ဖြစ်ပြီးပြတ်တာရဲ့အထာအိဆာပဲတူတူအဲ့ဒီလိုမျိုးလို့ဖြစ်ပြတ်နေကြောင်သူဒုက္ခရောက်တယ်တဲ့ဟိုအဲ့လိုပြောပြီးတော့အဲ့တော့ဘာမှကိုအထိပယ်မရှိတော့ဘူးဆိုပြီးတော့အတ္တကိုသူပြောတော့ဘောတော့ဒုက္ခရဲ့အတ္တရဲ့ဒုက္ခရဲ့အိဆာရဲ့အဲ့ဒါဘယ်မှလို့အမြင်ကြီးတယ်ပြောတာဗျာမှန်ပါဗျာအဲအဲ့အမြင်ကြီးတော့ဒါ ကမ္မဝါဒကိုမသိလို့ဘုဒ္ဓဝါဒဟာကမ္မဝါဒကိုမသိဘူးသိပြီကမ္မဝါဒမှာမသိတဲ့အတွက်လူပြုပြင်နေတာကမ္မဝါဒပြုပြင်နေတာကမ္မဝါဒပြုပြင်တိုင်းမှာသူတို့အဲကံပါကြတဲ့ဟာတွေကိုဒါလူတွေသိမှာမို့လားတိပီတော့အဲ့ဒီကံရဲ့ဝိဘက်တွေကိုလည်းဖြတ်နိုင်ပြီးကြလားကံရဲ့ကိလေသာတွေလည်းမပေါက်စေနိုင်တော့ဘူးဆိုတော့အဲလိုမပေါက်စေနိုင်တော့ဘူးဆိုမှလူတွေငြင်းချမ်းကြမှာမို့လား တကယ်လို့အဲကံရဲ့ကိလေသာတွေကပေါ်ရင်ကံလည်းလုံပါအဲ့ကံလုံးလို့ရှင်ကလည်းဝိဘကလည်းဖြစ်မှာဟုတ်တယ်လားနော်ဒါဆိုရင်တော့ကံချာချာလဲတာဟုတ်ဒါလူတွေကကျုပ်တို့ခုကြီးကမသိဘူးအဲကံချာချာလဲတာမသိတဲ့ခင်ဗျာကံချာချာလဲနေပါတော့ဒီတော့တော့ဥကြောင်ကြောင်ဖြစ်သွားပြီဘာမှအတိတ်အရာမရှိတော့ဘူးကံလည်းသူလုံးတာမဟုတ်ဘူးကိလေသာကြောင့်ဖြစ်တာကိလေသာလည်း သူကဖြစ်တာမဟုတ်ဘူးဝိဘက်ကြောင့်ဖြစ်တာဝိဘက်ကလည်းသူကဖြစ်တာမဟုတ်ဘူးခံကြောင့်ဖြစ်တာကြောင့်ဖြစ်တာဟောဒီလိုစေတော့ကံလည်းလူမဟုတ်ဘူးကိလေသာလည်းလူမဟုတ်ဘူးဝိဘက်ကလည်းလူမဟုတ်ဘူးအဲလူရောပါလာပြီးဖြစ်နေတဲ့ဒါတကယ်ဟိုဒီမအနာရောဂါလို့ပေါ့နော်ခုကြွတို့ချောဆိုးတယ်လို့အဲမွေးပေါက်တယ်လို့ဟိုတော့ဝဲပေါက်တယ်လို့ဆိုတာတွေကဘာသာဖြစ်နေနေအခုစီဘိုးဖြစ်တယ်ဆိုတာဒီလိုကြီးလေးပေါ့နော်အမှန် စီဘိုးဖြစ်တယ်ဆိုသူကဖြစ်တာမဟုတ်ဘူးစီဘိုးကနေပြီးတော့သူ့စီသူ့အတဲကိုရောက်လို့မလို့ဒါဖြစ်တာပဲမဟုတ်လားအဲ့လိုဆိုတော့ဒါလူနဲ့တခြားစီပဲဒါအဲအဲ့လိုပဲယောဂါဖြစ်တဲ့မြတ်အတိုင်းဟာကုအေးပတ်လို့ဖြားတယ်ဖြစ်ပြီးဘူးရှက်လို့ဖြားတယ်ဖြစ်ပြီးဒါတွေကပြောလို့ဆိုလူမဟုတ်ဘူးအကံလည်းလူမဟုတ်ဘူးကံကြောင့်ဖြစ်တဲ့ဝိဘကလည်းလူမဟုတ်ဘူးဝိဘကကြောင့်ဖြစ်တဲ့ကိလေသာလည်းလူမဟုတ်ဘူး ကိလေသာကြောင့်ဖြစ်တဲ့ကံလည်းလူပေါ်ဆိုဒီသုံးခုကလူလည်းမဟုတ်ဘဲနဲ့လူဘဝချာလဲနေတဲ့အခါကျဒီသူတွေကဘယ်လိုဖြစ်နေဆိုရင်တော့ဘယ်လိုဖြစ်နေလူပြက်တွေဖြစ်နေမှန်လူပြက်တွေဖြစ်နေတယ်လူညံ့နေလည်းဖြစ်နေတယ်တကယ်လူသိုးတွေလည်းဖြစ်နေတယ်အဲ့အဲ့ဒါကြောင့်လူသိုးတွေလည်းပဲဒါခစ်စားတာလို့ပြောချင်ပါလို့အဲ့အဲ့လိုမျိုးလို့ဖြစ်တာဖြစ်တဲ့အတွက်ဘုရားဟာကမ္မဝါဒကံကိုပဲဟောသူပထမဆုံးဟောတဲ့ ဓမ္မစကဘောဒနာသုတ်တာမှာအတ္တကိလောဌာနိယောဂရဲ့ကာမသုခလက္ခဏာနိယောဂရဲ့ဆွထားဆွနေလို့ပြောတယ်။ဟုတ်ပါဘူး။ဒါသမုဒိတ္တစ္ဆာနဲ့ပရမတ္ထတ္တစ္ဆာကိုဆွနေလို့ပြောတာ။အဲ့ဒီအစွန်းနှစ်ခုကလွတ်တာဆိုရင်ဒါအရိယတ္တစ္ဆာလို့ပြောလို့ပါတော့။ဒီအရိယတ္တစ္ဆာရဲ့မှာဘက်ကအရိယတ္တစ္ဆာဆိုလို့ရှင်ဘာပြောလဲဆိုတော့တမ္မာဝါစာတမ္မာကမ္မတ္တတမ္မာဇီဝတမ္မာဝါယမတမ္မာတ္တိတမ္မာသမာဓိ ။တမာဒိဋ္ဌိနဲ့တမာတေကပါဆိုဒီရှိချက်ပြောတာမဟုတ်လား။ဟုတ်ပါရဲ့။ဒီရှိချက်ဆိုတမာဝါစာတမာကမ္မန္တတမာယူရတယ်သီလရတယ်။ဟုတ်ပါရဲ့။သီလရတယ်ဆိုတော့ဒါတွေကပြောလို့ဆိုအစာဆုံးဖြစ်နေတဲ့ကံတွေပဲမဟုတ်လား။ဟုတ်ပါရဲ့။တမာဝါစာမိစ္ဆာဝါစာကိုဒါဖြတ်ထားပါရဲ့။ဟုတ်ပါသမကမ္မတာမိစ္ဆာကမ္မတာကိုဖြတ်ထားပဲ။သမအာဇီဝကမိစ္ဆာအာဇီဝကိုဖြတ်ထားပဲပေါ့လား။မိစ္ဆာအာဇီဝရဲ့မိစ္ဆာကမ္မတာရဲ့မိစ္ဆာဝါစာရဲ့ဆိုတာကံနေပဲ။ကံမြောက်တဲ့ဟာတွေပဲ။မှန်ပါဗျာ။တကယ်ကို လိမ့်တာတွေခိုးတာတွေလုံမှအကုဒကပြောတာလို့ပြောရတာမဟုတ်ဘူးတကယ်လို့ကျွတ်တော့နေပြီးတော့ပေးကမ်းနေတာတွေကုညင်းနေတာတွေဆိုတာလုံရင်လည်းပဲဘာမှမသိဘဲနဲ့လုံလို့ရှင်တော့ဒါလည်းကံမြောက်တာပဲမဟုတ်လားမှန်ပါဗျာအဲ့လိုနဲ့ရုပ်တွေဝဲရှုနေတာလို့အဲရုပ်ပဲတွေဝဲရှုနေတာလေးဆိုရယ်လို့ပဋိစိတ်ငယ်လို့ပလပတ်ရှုနေတယ်လို့ဆိုရယ်ဒါလက်ကံမြောက်တာတယ်မဟုတ်လားကံနေပဲဟိုအဲ့ဒီကံနေကိုဒါတားဖို့ရအတွက်ရရနေပြီတော့ ဒါအရိယသစ္စာဆိုတာပြောခဲ့တာပေါ့လားအမေကအရိယသစ္စာတမ္မာဝါစာရတမ္မာကမ္မန္တာရတမ္မာဇီဝရဆိုတာခုနကံတွေကိုဒါတာတွေပေါ့လားအမေကံတွေကိုဒါတာဆိုတော့အဲ့ဒီတမ္မာဝါစာတမ္မာကမ္မန္တာတမ္မာဇီဝကအကံတွေကိုဖျောက်ပစ်တာပဲကံတွေဖျောက်ဟာကံတွေတော့ဖျောက်နိုင်ပြီဒါပေမဲ့ဒီကံတွေကိုလှုပ်ချတဲ့စိတ်ကတော့ငါစီလာနေသေးတာပဲလို့ဆိုရင်တော့ဒါတမ္မာဝါယာမတမ္မာတိတမ္မာတမ္မာအထီးကြောင့်ဖြစ်တာအမေ တမန်တမာတိရဲ့ဓာရီဥစေဥသားနေဒါပြုတ်ချပါပဲဓာရီဥစေဥသားနေလို့ရှိရင်ဒါကိုခဏခဏအပယအထည့်ရပါပဲတမန်သတိဖြစ်မှာပေါ့မိစ္ဆာသတိဖြစ်မှာပေါ့နော်အဲ့ဓာရီဥအမြဲတမ်းအပယရနေဆိုရင်သူ့မှာတခါလဲထကြွတဲ့လူဒါလုံနိုင်တဲ့အသိရှိတဲ့လူတမန်ဝါယမဝါယမလူဖြစ်သွားမှာပေါ့နော်ဟိုအဲ့လူဖြစ်သွားတာဆိုတော့ဓာရီဥလည်းညှိကုန်မှဖြစ်မှာဓာရီလည်းပဲမတရားဘူးအနိစ္စဖြစ်တယ်ဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်လို့ ရှုရမှာပေါ့လားမှန်ပါဗျာတမောဇာတမကဝတ္တတမအယူအဖြစ်ဖို့အတွက်မိစ္ဆာဝါစာမိစ္ဆာကဝတ္တမိစ္ဆာအယူအဆလားမိစ္ဆာဝါစာကိုလည်းပဲအနေစာဒုက္ခတတရှုရပါမိစ္ဆာကမ္မန္တလည်းအနေစာဒုက္ခတတရှုရပါမိစ္ဆာတမအမိစ္ဆာတိမိစ္ဆာတအယူအဝလည်းမိစ္ဆာအယူအဝလည်းပဲအနေစာဒုက္ခတတရှုရပါအဲ့ဒီအနေစာဒုက္ခတတရဲ့အတက်အနက်ကိုကိုတို့မှာပြီးနေတယ်မှန်ပါတကယ်တော့အနေစာရဲ့အနက်က ရုပ်တည်နံနေဖြစ်ပြီးပြန်တာဟိုအနေစာပြောတာမဟုတ်ဘူးမှန်ပါလူပျက်စီးသွားတာဥပမာလို့လူဟာသူမျက်ပစ္စည်းခိုးလိုက်လူပျက်ဖြစ်သွားတာမှန်ပါဗျာလူဘိန်းနေရှူလိုက်တဲ့ရက်တည်သွားလိုက်တဲ့ဆိုရက်ဖြစ်ဟောတယ်သူအပြက်ဖြစ်သွားတာပေါ့နော်အဲ့လိုလူပျက်သွားတာဟာလူကလိန်လိုက်တယ်ဆိုရင်ကိုပဲလူကပျက်သွားတယ်ပေါ့နော်အဲ့လိုသူများခိုးလိုက်ရင်ဖြစ်ဖြစ်သူများတတ်လိုက်ရင်ဖြစ်ဖြစ်သူများကိုကိုလူဖြစ်စေရင်လည်းမလို့တူ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  ပေးလိုက်ကလည်းကုညီလိုက်တယ်ဆိုရင်ဖြစ်ဖြစ်ဒါလည်းပဲလူပြည့်ဖြစ်တာပဲမဟုတ်လားဟုတ်ပါဘူးအဲ့လိုခါရတကယ်လို့ပတိစိတ်နေလိုက်ပြီဆိုရင်လူပြည့်ဖြစ်ပြီရနေမှာအဲ့လိုပဲထွက်လို့ဝင်လေးရှုတာကြီးကိုထွက်လို့လည်းသူကသူရှုနေပါလေရဲ့နဲ့ကိုကနေပြီးတော့ရှုလိုက်ပြီဆိုတဲ့ဒါလည်းလူပြည့်ဖြစ်ပြီဘာမှမရှိတာအာဂတကိုကောင်းရှုလိုက်ပြီဆိုတဲ့သူလည်းလူပြည့်ဖြစ်ပြီအဲ့တော့အဲ့လိုလူပြည့်ဖြစ်တဲ့ဟာကိုဒါအနေစာပြော မှဖြစ်ပြီးပြက်သွားတယ်ဟိုယုတ်ကလေးဖြစ်ပြီးပြက်သွားတယ်နံကလေးဖြစ်ပြီးပြက်သွားတာဟောအိဋ္ဌာလို့တော့ဒါပထမကြည့်ပထမတမားရရဲ့အိဋ္ဌာပေါ်မှာအမြင်အဲဘုရားဟောတဲ့အိဋ္ဌာရဲ့အ낵ကိုသူတို့ပါနေတယ်ဘုရားဟောတဲ့ဒုက္ခရဲ့အ낵လို့တကယ်လို့ကအိဋ္ဌာဖြစ်နေပြီလို့ဆိုရင်သူလောက်တာတွေမှားပါပဲသူလောက်တာတွေမှားပြီလို့ဆိုရင်တော့ဒါဒုက္ခတစ္ဆာလို့အဲဒုက္ခဟိုလည်းဟိုလည်းပေါ့နော်ဒုက္ခလက္ခဏာပေါ့နော်အိဋ္ဌာလက္ခဏာဒုက္ခလက္ခဏာ အဲ့လိုမျိုးလိုပြက်လဲပြက်တယ်သူကလည်းပဲတခါလဲအမားတွေလည်းပဲမလုံတဲ့နေဟာတွေလည်းပဲလုံတယ်ဒါကံနေလုံတာဟာဒုက္ခလို့ပြောရမှာပဲဗျာနော်ဒုက္ခရပဲဒီမှာအဲ့လိုမျိုးလိုမဟုတ်တာတွေပဲတခါလဲသူကလုံနေပြီဆိုရင်သူဘာမှကိုယ်ပဲကောင်းဝင်တဲ့လူမြင့်ရတဲ့လူထက်မြတ်တဲ့လူဖြစ်နိုင်တော့ဉာဏ်စားလူဖြစ်သွားတော့မှာပေါ့ဒါအနတ္တလက္ခဏာပဲအဲ့တော့အနတ္တရဲ့လက္ခဏာရဲ့အ내လည်းပဲသူကမကြည့်ဘူး ဒုက္ခလက္ခဏာရဲ့အ내လည်းသူတို့မသိဘူးအိဋ္ဌလက္ခဏာရဲ့အ내လည်းသူတို့မသိဘူးသူတို့မသိဘူးလို့ဆိုတာအကုန်လုံးမသိဘူးလို့ပြောမယ်ဆိုတော့အကုန်လုံးကိုဘုန်းကြီးလိုက်ကြည့်နိုင်လို့လားဆိုကြည့်နိုင်တယ်လို့ပြောတာဘုလို့ဆိုတော့မင်းကိုရဲ့တိပိတကတရားဘုန်းကြီးလောက်တော်တာမရှိဘူးပေါ့ထိတ်တန်းကြတာမရှိဘူးတရားရတာပါတော်တော့သူဟာဝိသေသကပုဂ္ဂိုလ်ကြီးမဟုတ်လားဒီတိပိတကတွေလည်းဆိုရယ်ပြန်ထားလိုက်တာလည်းဆိုတော့ထိတ်တန်းရပဲတော့သူကနေပြီးပြောတယ်ဗျာ မျက်စီတွေနားတွေနှာခေါင်းတွေရှားတွေကိုယ်တွေအဆင့်တွေအတန်တွေအနှံ့တွေရတာတွေအတွေ့အထိတွေမြင်စိတ်တွေကြားစိတ်တွေနားစိတ်တွေရတာခံစိတ်တွေဟုတ်တယ်ပါနော်အကုန်လုံးဟာဒါအနိစ္စဒုက္ခအနတ္တလို့တင်တာပဲနော်အဲ့ဒါတွေဟာတဖြစ်ပြီးပြတ်တာတွေဖြစ်တဲ့အတွက်အနိစ္စပဲတဲ့အဲ့ဒီအနိစ္စတွေနှိမ့်ဆက်တဲ့အတွက်ဒုက္ခပဲတဲ့အဲ့ဒီအနိစ္စနဲ့ဒုက္ခဖြစ်တာအတွက်ဘာမှကိုအနိစ္စမရှိဘူးလို့ဆိုရခါကြတော့ လီလိုပါအောင်မဟုတ်ဘူးလို့အနတ္တကိုပြောတာမဟုတ်လားဟုတ်အဲ့ဒီလိုမျိုးလို့အနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့အသုံးခုဖြစ်ပြီလို့ဆိုရင်တော့အဲ့ဒါတွေကဒီမြင်တာတွေကြားတာတွေမြင်စရာတွေကြားစရာတွေနဲ့မြင်တတ်တဲ့မျက်စိတို့နားလို့ဆိုတာတွေဟာတဲ့ဟုတ်တော့ငါလည်းမဟုတ်ဘူးလေငါဟာလည်းမဟုတ်ဘူးလေငါလိပ်ပြာလည်းတော့မဟုတ်ဘူးလေဗျာဟုတ်ပါအဲ့တော့အမဝင်ပါတော့ဓမ္မပဲတဲ့ဘာမှမဟုတ်ဘူးလေဗျာ ဘာမဟုတ်လို့ရှင်ဘာလို့ဖို့လို့ဘုန်းကြီးလုံနေကြတယ်လဲဘာလို့ဖို့ဘုန်းကြီးတွေကိုဘိုးခွဲနေကြကြလဲဘာလို့ဖို့လူတွေလုံလုံနေကြတယ်ဘာမဟုတ်ရင်ပြစ်ထားကြမှာနော်အဲငါငါဥစ္စာငါလေးပြားဟုဘာတခုမျှမဟုတ်ကြသည်ဓမ္မတက်တက်ကြီးပါတကားဒါပြောမစင်တော့ကျွတ်တို့ထေရဝါဒယူပြတ်ယူထားတဲ့အယူပါမဟုတ်လားအမအဲ့ဒီအယူမှားကိုပြင်ဖို့ရတယ်ကျွတ်တို့ကနေကာမဝါဒကိုမြင်သားပြီး ပြောဆိုဘုရားရဲ့ပြောဆိုချက်ဖြစ်တယ်ဒီတံပြောငါတံပြောနေတာလို့ဆိုတာဟုတ်ရုပ်တော့တိသွားတဲ့အခါကျတော့ဟောတို့ခုန်ကြီးတွေအတိမားနေတယ်အတိမားနေတယ်တို့ခုန်ကြီးတွေတော့ဖြစ်ပြင်မကူဖြစ်မှာပြင်မှုဆိုတာလည်းငါတို့ကနေပဲသွားပြောလို့တော့တယောက်ချင်းပြောလို့တော့မင်းမိစ္ဆာလေးတိပဲနဲ့ကိုယ့်ကိုကံလွတ်လိုက်ပါ